ကိုရီနိုင်ငံမှာကအထက်တန်းကျောင်းတက်ပြီဆိုရင်ကလေးတွေကိုဖုန်းလုံးကပေးမသုံးခိုင်းတာမျိုးရှိတယ်။တစ်နှစ်လုံးအဆောင်သွင်းထားလိုက်လို့ရှိရင်တော့ကျူတာတွေအများနဲ့ရှိတာမဟုတ်လို့ကိစ္စမရှိပေမဲ့အိမ်မှာပဲလေးလာရတဲ့ကျောင်းသားတွေအတွက်ကတော့ဖုန်းပေးသုံးတယ်လို့ထင်တယ်။စာမလို့ဖိနေတခြားလုပ်နေလို့ရှိရင်ဒါ DBS ကလောက်တာလို့မပြောနဲ့နော်။ကိုကလေးကကိုနေပဲဆိုင်တယ်။ခင်ဗျားလူရဲလို့ဖြစ်လာပြီဆိုတာနဲ့နော်ခင်ဗျားလှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲလှုပ်ရတဲ့အရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ပညာရှာတာပဲ။ ညာဆိုတာနော်ဟိုစာအုပ်ပေါ်ကနေဖတ်တော့မှပညာကိုပြောတာမဟုတ်ဘူးအသိပညာဖြစ်ဖြစ်အတတ်ပညာဖြစ်ဖြစ်ဒီလူမှုဘဝကြီးထဲမှာနော်ဒီလောကကြီးထဲမှာခမားကဝန်ဆက်မှုအတွက်တခုခုလုတ်တယ်မနေဘူးတော့လို့တယ်မလားအဲ့တော့မှလှုပ်ရှားလို့ရမှာလေအရင်တော့ကဆိုလို့ရှိရင်စာတင်တာဒါမှမဟုတ်ကိုမသိတဲ့အရာတခုကိုလေးလာတာအများကြီးကိုပိုခတ်တယ်ချိန်တွေအများကြီးပေးရတယ်စာတွေဖတ်ရတယ်အဲ့ဒါကြောင့်မလို့အရင်တော့ကလူကြီးတွေဆိုစာဖတ်စာဖတ်အဲသူတို့ပြောတာလကားမဟုတ်တဲ့ဒါပေမဲ့ အခု internet ခေတ်ကြီးမှာကြတော့ခင်ဗျားဘာပဲသိချင်သိချင်ရှားတာလေ့လာရတာအများကြီးလွယ်သွားပြီလူကြီးတွေအများနဲ့ပြောနေကြကိစ္စရှိတယ်ဟာဒီဘက်ခေတ်ကလေးတွေစာမဖတ်တော့ဘူးဆိုဘယ်ဖတ်တော့မလဲကျွန်တော်တို့ကင်နေတဲ့ဖုန်းထဲမှာလိုရာကုန်ရှာလို့ရနေတာ哦ဒါပေမဲ့ခင်ဗျားဖုန်းကိုတက်တော့ကြည့်ပြီးတော့ဖင်လောက်ကတာတွေကြီးပဲသုံးနေတာဘာမှမထူးဘူးပေါ့ထားပါတော့နော်ဝက်ပေါ်မှာဘာမဆိုရှာလို့ရတဲ့ခစ်ကနေပြီးတော့ကျွန်တော်တို့အခုကနောက်ထပ်တစ်ခစ်ကိုထပ်ကူးသွားပြီ။ဘာမင်းမေးအကုန်ဖြေနိုင်တဲ့ AI နေပေါ်လာလို့ အဲ့ဒီ AI နေပေါ်လာတာကခင်ဗျာ self study လုပ်ချင်တာပေါ့ပြောမယ်ဆိုရင်စာသင်ညင်တာပဲဖြစ်ဖြစ်စာလုပ်ချင်တာပဲဖြစ်ဖြစ်တိတိတသာအများကြီးအထောက်အကူပြုတယ်ဆိုတော့ဒီလိုမျိုး AI နေအများကြီးကိုခင်ဗျာကိစ္စတစ်ခုခုကို learning လုပ်တဲ့နေရာမှာဘယ်လိုသုံးမလဲဆိုတာကိုဒီနေ့မှာပြောပြပေးမယ် Okay TV ရှက်ဆန်နေကြိုးဆိုပါတယ် Internet မပေါ်ခင်မှာတော့ကျွန်တော်တို့ကတစ်ခုခုသိကျင်နေဆိုလို့ရှိရင်စာအုပ်တွေကနေရှာရမယ်တက္ကသိုလ်တွေတက်ရမယ်သင်တန်းတွေတက်ရမယ်တခါတလေဆိုလို့ရှိရင်လိုချင်တဲ့အဖြေတစ်ခုရဖို့အတွက်စာအုပ်တွေအများကြီးလိုက်ရှာဖတ်ရတာမျိုးရှိတယ် တခန်းပြီးတခန်းလှန်ဖက်စာမျက်နှာတွေအများကြီးကြော်လွှားပြီးတော့မှကိုလိုချင်တဲ့အချက်တစ်ချက်လောက်တွေရချင်ရမရချင်လည်းမရအဲ့လိုအနေထားမျိုးတွေရှိခဲ့တာအတိအဆုံးပြောရမယ်ဆိုလို့ရှိရင်အာအဘိဒံစာအုပ်တွေပဲเนาะအရင်ခေတ်ကလူတွေဆိုရင်သိလိမ့်မယ်အဘိဒံစာအုပ်တွေဆိုတာတကယ်အထူးကြီးတွေကိုတီးချင်တဲ့စလုံးကိုလိုက်ရှာတာမလွယ်ဘူးနောက်ပိုင်းဖုန်း app လေးတွေပေါ်လာတဲ့အခါမှာတော်တော်လေးအဆင်ပြေသွားတာမလားပြီးတော့ပို့ဆိုးတာအကြောင်းစာလောက်ရတာတို့เนาะအာစာရက်စာရန်ပြုစုရတာတို့အဲ့ဒါတွေဆိုလို့ရှိရင်သိပြီ ဒါပေမဲ့အခုနောက်ပိုင်း AI နေပေါ်လာတာအထူးသဖြင့် ChatGPT တို့เนาะ Gemini တို့အဲ့လိုမျိုး large language model တွေပေါ်လာတဲ့အချိန်မှာကျွန်တော်ရှေ့မှာတုန်းကပြောခဲ့တဲ့အခက်အခဲတွေအများကြီးနေသွားတယ်။ဘယ်အကြောင်းရောမဆိုခင်ဗျာမေးလိုက်တာနဲ့ချက်ချင်းပြန်ပြောပြနိုင်တယ်။သူရှင်းပြတာခင်ဗျာနားမလည်သေးဘူးဆိုရင်ထပ်ပြီးတော့ရိုးရိုးလေးရှင်းပြပါအောင်ဆိုပြီးတော့ထပ်ခိုင်းလို့ရတယ်။ခင်ဗျာနားမလည်လို့ဘယ်နှခါထပ်မင်းမီသူကစိတ်မဆိုးတတ်ဘူးရဲ့။ခင်ဗျာကိုလည်း judge မလုပ်တတ်ဘူး။အဲ့ဒါခင်ဗျာမသိတဲ့အရာကိုတခြားလူတယောက်ကိုမေးရတာနဲ့ကွာ။တချို့ချိန်တွေမှာဆိုလို့ရှိရင် သူတို့ကကိုယ့်အစား assignment နေတောင်လုပ်ပေးနိုင်တယ်မနေမှာနဲ့ခမရလဲ AI နေသုံးပြီးတော့ assignment နေထပ်ဖူးမှာပဲကျွန်တော်သာဆိုရင်လည်းအခုတက်နေတဲ့ကြောင်းကပေါ့နော် AI ကူညီတာမှာပါပဲနဲ့ဆိုလို့ရှိရင်အောင်မော့တော်ခတ်မှာဒီတက်အများကြီးပူစားကြီးလောက်အောင်ဒါဟုတ်လဲကြောင်းနေရတည်တယ်အဲ့ဒါကြောင့်မို့လို့သူတို့ကလည်း AI detection tool တွေကိုသုံးပြီးတော့ assignment နေစစ်ကြတယ်ဒါမှလည်းမညပါဘူး cat and mouse ပါပဲတည်မလားဟိုကောင်ကတစ်ဆင့်တိုးတက်လာလိုက်နောက်တစ်ကောင်ကတစ်ဆင့်တိုးတက်လာလိုက်နဲ့ခင်ဗျား assignment မှာ3မိနစ်စာကို AI ကြည့်တဲ့မိတာနဲအောင်လှုပ်ပေးတဲ့ AI နေထပ်ပြီးတော့ပေါ်လာရောအဲ့လိုမျိုးမိဖို့ chance ပိုနေတဲ့ prompt နေပေါ်လာကြပြန်ရောမိုက်တော့မိုက်တယ်နော် AI 3တော့ဖမ်းဖို့အတွက် AI ပြန်သုံးပေးမယ် AI ဖမ်းလို့မရအောင် AI ငါပဲပြန်လုပ်ပေးသွားတယ်ကျွန်တော်အရင်ကတခုခုသိချင်း Wikipedia ကိုအကူအသတ်လိုမျိုးဒီဘက်ကလူငယ်တွေအတွက်ကကြတော့ AI အတိအကျကျပြောရမယ်ဆိုလို့ရှိရင်တော့ large language model တွေကဘာတိတိသွားမေးလို့ရတဲ့နေရာဖြစ်နေပြီဒါပေမဲ့ AI ကလာပြောသမျှလာပေးသမျှ information ကလည်းခင်ဗျားတို့ယုံလို့မရဘူးဘာလို့လဲဆိုတော့ဒီကောင်းကတခုခုမေးလိုက်ရင်တိတိချာချာတိတိမတိတိသူကရောပြီးတော့ဖြေတာတခါတလေကျရင်အမှားတွေနည်းနည်းနည်းပါသွားတတ်တယ်ပြီးတော့ information source ထည့်ရမယ့်နေရာဥပမာ assignment မှာကိုကဘယ် website ကဟာကိုကိုပြီးရေးလဲဆိုတဲ့အခါမှာ AI ကို reference website တွေသွားမေးလိုက်ရင်သူတို့ပေးလိုက်တဲ့ URL တွေကမှန်မှန်တာများတယ် ပြီးတော့အချိန်တိုင်း AI ကိုပဲအားကိုးပြီးတော့စာလုပ်မယ်ဆိုရင်ကိုယ်ခေါင်းလေးကိုစာတွေမရောက်တာမျိုးနော်အဲ့ဒါမျိုးတွေကလည်းရေရှည်မှာခင်ဗျားတော်မကောင်းဆိုတော့ဟုတ်ပြီ2ကရှိတယ်ကျွန်တော်ကအဲ့ဒါကိုဘလို့သုံးတယ်ဘလို့ကောင်းကောင်းမွန်မွန်အသုံးချရမလဲအဲ့ဒါတကယ် golden မေးခွန်းကြီးအဲ့ဒီမှာအရေးကြီးတာဘယ် AI ကိုသုံးမလဲဆိုတာထက် AI ကိုဘလို့သုံးမလဲဆိုတာကိုပို့ပြီးတော့သိတဲ့ AI ကို learning မှာထိထိရောက်အသုံးချဖို့အတွက်က tools တစ်ခုလိုမျိုးပေါ့နော် ခိုင်းစားလိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ် guide လုပ်ပေးနိုင်မဲ့ trainer တယောက်လိုမျိုးသုံးတာပိုကောင်းတယ်ဥပမာအဖြစ် AI ကိုတဲ့မလားငါ့ကိုဒါလုပ်ပေးဖေကဘာလဲဘာညာပဲမေးမယ်ဆိုရင်ခင်ဗျားအစား AI ကလုပ်လို့ရတာမဟုတ်လို့ခင်ဗျားဘာမှမသိတော့ဖြစ်သွားပြီဒီမှာဖြစ်တဲ့နာက AI ကိုဒါလုပ်ပေးဆိုပြီးခိုင်းတာမျိုးမဟုတ်ဘဲနဲ့ငါဒါလုပ်ချင်တယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့လမ်းညွန်ခိုင်းတာမျိုးအဲ့ဒါမျိုးကပိုကောင်းတယ်ဒါဆိုရင် AI ကခင်ဗျားလုပ်နေတဲ့ကိစ္စတခုခုကို step by step ဘယ်လိုသွားတင်တယ်လဲ ခမ ्या ကတခုခုကိုလေ့လာနေဆိုရင်လည်း basic ဘယ်ကနေစပြီးတော့ဘလို့လေ့လာရမလဲအဲအဲ့လိုမျိုးမေးသင့်တယ်ဒီနေရာမှာတခုရှိတာကကိုရီးယားနိုင်ငံမှာကအထက်တန်းကျောင်းတက်ပြီဆိုရင်ကလေးတွေကိုဖုန်းလုံးကပေးမသုံးခိုင်းတာမျိုးရှိတယ်တစ်နှစ်လုံးအဆောင်သွင်းထားလိုက်လို့ရှိရင်တော့ကျူတာတွေအများနဲ့ရှိတာမဟုတ်လို့ကိစ္စမရှိပေမဲ့အိမ်မှာပဲလေ့လာရတဲ့ကျောင်းသားတွေအတွက်ကတော့ဖုန်းပေးသုံးတဲ့လို့ထင်တယ်အကန့်တန့်နဲ့ပေါ့နော်စာလုံးနေရင်အခက်အခဲတွေ့တဲ့အခါမှာတို့ဘု து ့မှမေးလို့မရဘူးဖြစ်သွားလိမ့်မယ်မဟုတ်ရင် အဲ့ဒီချိန်မှာဖုန်းရှိမယ်ဆိုရင်အင်တာနက်ပေါ်မှာ solution တက်ချာလိုက်လို့ရတယ်သူတို့တော့တေချာတော့ train ပေးထားဖို့လိုတာပေါ့နော်တစ်ချိန်လုံးဖြတ်လန်းကြီးပဲမလိုက်နေဘူးစာသုံးနေတဲ့အခါမှာကိုလုံးနေတဲ့စာဘိုက်ကိုဓပုတ်ရိုက်လိုက်ပြီးရင် AI ကိုပြပြီးတော့ main point တွေကိုထုတ်ခိုင်းလိုက်အဲအဲ့အမျိုးတွေလည်းလုပ်လို့ရတယ်ပို့ပြီးတော့မှတ်ရတာလွယ်တယ်စာလုံးနေရင်လည်းတင်မလား chromosome အကြောင်းနားမလည်ဘူးနော် capital income အကြောင်းနားမလည်ဘူးအဲအဲ့လို damn စီကိုနားမလည်ဘူးဆိုရင် AI ကိုကိုနားမလည်တဲ့အပိုင်းကိုပြလိုက်ပြီးတော့နားလည်လွယ်တဲ့ဥပမာတွေနဲ့ရှင်းပြခိုင်းလို့ရတယ် စာပိုက်တစ်ပိုက်ချက်လိုက်ပြီးသွားပြီဆိုလို့ရှိရင် AI ကကိုချက်လိုက်တဲ့စာပိုက်ကိုပြလိုက်ပြီးရင်အဲ့စာပိုက်နဲ့ပတ်သက်တဲ့ဒီမေးခွန်းတွေကို multiple choice ပုံစံမျိုးမေးခိုင်းတာတော့ short question တွေထုတ်ခိုင်းတာတော့ကိုချက်လိုက်တဲ့စာတွေကိုတိကျရမရ question တွေဖြေပြီးတော့ပြန်စစ်ခိုင်းလို့ရတာတော့တုံးညင်မျိုးစုံတုံးလို့ရတယ်တွက်စာတွေပါလေတွက်မယ်ဆိုလို့ရှိရင်လည်းပုတ်စာကိုပြပြီးတော့ဒီပုတ်စာရဲ့အဖြေကဘာလဲတမ်းမိတာမျိုးထက်ဒီအဖြေကိုရဖို့အတွက်ဘယ်လို soft လိုက်လဲဆိုတာကိုမေးလို့ရတယ်အဆင့်နေအဆင့်နေနဲ့သူပြောပြနိုင်မယ်ပေါ့နော်ပြောရရင် AI ကို personal tutor တယောက်အနေနဲ့သုံးတာပေါ့ ဒါပေမဲ့ကျွန်တော်ရှေ့တုန်းကပြောသလိုမျိုးပဲပေါ့နော် parental control ကတော့တခြားလို့ပေါ့စာမလို့ဖိနေတခြားလို့နေလို့ရှိရင်ဒါ DBH left ကလောက်တာလို့မပြောနဲ့နော် Google ကကိုနေပဲဆိုင်တယ်အခုကြည့်နေတဲ့နော်ចောင်းတက်နေတဲ့ညီလေးတွေညီမလေးတွေပါတယ်ဆိုလို့ရှိရင်ကိုမိဘကစာလို့လို့ရှိရင်အထောက်အကူဖြစ်အောင်လို့ဖုန်းပေးသုံးထားတာဆိုရင်လည်းတခြားမလိုအပ်တာတွေတိတ်မသုံးမင်းနဲ့စာပေးတခြားလို့ကြာနော်လိမ်ပါတယ်လိမ်ပါတယ်တကယ်ကောင်းကောင်းသုံးကျင်တဲ့ student တွေဆိုလို့ရှိရင်ကတော့ပေးသုံးနေတယ်ပေါ့နော်တော်တော်လေးအထောက်အကူဖြစ်တယ် ဟုတ်ပြီဆိုတော့အပေါ်မှာကျွန်တော်ပြောသွားတာက AI ကို personal tutor တယောက်လိုမျိုးဘလို့အသုံးချမလဲဆိုတာတွေကိုပြောတာဒါပေမဲ့ဒီထက်ပိုပြီးတော့ level တက်တဲ့เนาะကိုယ့်ရဲ့ critical thinking skill ကိုပါမြင့်တင်ပေးတဲ့နည်းလမ်းတွေရှိသေးတယ်အားသာကြတော့ socratic questioning လို့ခေါ်တယ်မြန်မာလိုဆိုလို့ရှိရင်တော့ socratic နည်းလမ်းပေါ့ဗျာနာမည်ရတယ်နေရောစားတယ်ဗောနတကယ်တမ်းကတော့ evolution လေးနဲ့ troll လေးကို effective ဖြစ်တဲ့နည်းလမ်းဒီနည်းလမ်းကနာမည်တွေအတိုင်းပဲသူက Greek တွေးခေါ်ပညာရှင် Socrates ကျင့်သုံးခဲ့တဲ့နည်းလမ်း ဒီနည်းလမ်းကိုအခြေခံပြီးတော့ guided learning ကို GPT ကနေပြီးတော့လုပ်ပြီးတော့နောက်ပိုင်းကျတော့ Gemini ကနေပြီးတော့ထည့်လာတာထားပါတော့ဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်သူကမိကုမေးတဲ့သူနဲ့အဖြစ်ဖြေတဲ့သူနဲ့နှစ်ယောက်ရှိတယ်အဲ့ဒီနှစ်ယောက်ကအချင်းချင်းတယောက်ကိုတယောက်အပြန်အလှန်တစ်ခုပြီးတစ်ခုမေးတယ်ဖြေတယ်အဲ့လိုဖြေတဲ့အခါမှာတယောက်ကိုတယောက်အနိုင်ယူတဲ့စိတ်နဲ့ဖြေတာမျိုးမဟုတ်ဘူးတယောက်ရဲ့အမြင်တွေကိုဖလှယ်ပြီးတော့ဒီ critical thinking လောက်တာပို့ပြီးတော့တိုးတက်အောင်လို့လုပ်တဲ့နည်းလမ်းတွေ ဒီနေရာမှာကိုမင်းမဲ့ AI ကတေချာပေါ့ခမားထက်ပို့ပြီးတော့တိမှာပဲเนาะဆိုတော့စိတ်မပူနဲ့ AI ကိုဆရာတင်ပြီးတော့ Socrates questioning ပုံစံမျိုးကိုသုံးပြီးတော့ဆွေးနွေးရအောင်လို့ပြောလိုက် ပြီးရင်ကိုလေးလာခြင်းနဲ့ topic တစ်ခုကိုထုတ်လိုက်ဒါဆိုရင် AI ကခမားကိုမေးခွန်းတွေတစ်ခုပြီးတစ်ခုမေးလိုက်မယ်ခမားကလည်းတိတိလောက်သာဖြေမှန်တယ်မှားတယ်ဆိုတာခဏထားလိုက်အဓိကဖြေနေဖို့ပဲပေါ့ဒီနည်းလမ်းကိုသုံးလို့ရှိရင် AI ကခမားဖြေတာမှားနေတယ်တော့မှားနေတယ်ဆိုပြီးမပြောဘူး okay ရတယ်မင်းဒီလိုဖြေတယ် ဒါဆိုလို့ရှိရင်ငါ့ကိုဘာဖြစ်လို့ဒီလိုဖြေတာလဲမင်းရှင်းပြပါဆိုပြီးပြန်မေးလိုက်မယ်ပြောရရင်သူက topic တစ်ခုကို shoot down ဘောင်းဆောင်ကနေပြီးတော့စူးစမ်းခိုင်းတာပြီးရင် AI ခမည်းကိုဆက်ဆက်တဲ့အဖြေတွေထုတ်ပေးလိုက်မယ်ဒါအဲ့ထုတ်ပေးတာမျိုးတော့မဟုတ်ဘူးအဖြေကိုခမည်းဘက်ကခမည်းစဉ်းစားပြီးတော့ထွက်လာအောင်လို့ညှင့်ထုတ်တာမျိုးအဲ့လိုမျိုးမိခွန်းနေအများကြီးမေးလိုက်တဲ့အခါမှာခမည်းရဲ့အုံနှုတ်ကအလိုလိုလိုက်စဉ်းစားနေရဩဟုတ်သားပဲဩဒါကြောင့်လူလူဖြစ်တာပါလားအဲဆိုပြီးတော့ကိုရိုင်းကလည်းမိခွန်းနေထုတ်တက်လာတယ် ဒီနည်းလမ်းကိုသုံးခဲ့တဲ့ Socrates ကအကြောင်းသားတွေမှာအကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ knowledge ကငကိုရီကရှိပြီးသားလို့သူယုံတယ်။ဒီလိုမျိုးတေချာစီစဉ်ထားတဲ့မေးခွန်းတွေမေးပြီးတော့နောက်ဆုံးအဖြေမှန်စီကိုစဉ်းစားတတ်အောင်လို့တွန်းပို့ပေးတဲ့သဘောမျိုး။ကိုက topic တစ်ခုခုလေ့လာထားပြီးပြီဆိုရင် AI နဲ့ဒီနည်းလမ်းကိုသုံးပြီးတော့ဆွေးနွေးတာကိုတိပြီလို့ထင်တဲ့အရာတစ်ခုကိုကိုတေချာသိရလား။ပြီးတော့ကိုကုတ်ကိုတိလာပြီးတက်လာပြီးထင်ပြီးတော့တကယ်မသိသေးတဲ့ကိစ္စတွေကိုစဉ်းစားမိအောင်လို့အများကြီးအထောက်အကူဖြစ်စေတယ်။ ဆိုတော့အရင်ကစာမေးပွဲမှာစာခိုးချဖို့ပဲသုံးမယ်ဆိုတာမျိုးထက်အများကြီးပိုကောင်းတဲ့နည်းလမ်းတွေသုံးလို့ရသေးတယ်။အများကြီးပိုအကျိုးရှိတယ်။ ChatGPT ရဲ့ guided learning ကဒီ method ကိုအခြေခံပြီးတော့လုပ်ထားတာ။နောက်တော့မှ Gemini ကဒီလိုလိုက်ထည့်တာ။ဒီ method ကကျောင်းသူကျောင်းသားတွေစာလေ့လာတဲ့သူတွေသူတို့အတွက်အရေးအဆင်ပြေတယ်။ So AI model တွေကအများကြီးလို့ရှိတာပေါ့ platform တွေလည်းအများကြီးရှိတယ် model တွေလည်းအများကြီးရှိတယ်ကျွန်တော်တို့ mainstream ဖြစ်တဲ့ကောင်တွေကိုပဲတစ်ချက်ကြည့်အောင်ပထမဆုံးကျွန်တော်တို့ top 3ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာအသုံးများတာဆိုရင် Google ရဲ့ Gemini ရှိမယ်ပြီးရင် OpenAI ရဲ့ ChatGPT ရှိမယ်ပြီးတော့နောက်ပိုင်းမှာတော်တော်ဟုတ်လာတဲ့ဒီ DeepSeek ပေါ့ပြဿနာရှိမယ်ဒီကောင်တွေမှာသူဟာနဲ့သူအားနည်းချက်အားသာချက်တွေအများကြီးရှိတယ်ဒီ large language model တွေရဲ့ basic functionality ကတော့ရေဘူးရအဖြစ်ကတော့အတူတူပဲ ChatGPT ဆိုလို့ရှိရင်လည်း problem မေးတာမျိုးအကြောင်းအရာတစ်ခုခုကို အဖြေမေးတာမျိုးတွေမှာအသုံးဝင်တယ်။အခုဆိုလို့ရှိရင် ChatGPT 5.0တွေပါတွေထွက်လာပြီเนาะဒီကောင်တွေမှာဆိုလို့ရှိရင်ဘယ်မေးခွန်းတွေကိုဘလို့အဖြေမျိုးနဲ့ဖြေရမယ်ဆိုတာမျိုးပါသူတို့သိလာပြီတဲ့မလား။အာ deep think လုပ်ခိုင်းတာမျိုးဖြေခိုင်းကြမလို့တော့ခင်ဗျားမေးလိုက်တဲ့မေးခွန်းတွေကတည်တည်လေးပဲတူတူလေးပဲရိုးရှင်းရှင်းလေးပဲဆိုရင် तू ကအကြ ాయి တွေမစင်းစားနေတော့ဘူးမြန်မြန်ဖြေပေးလိုက်တယ်။အဲခင်ဗျားမေးလိုက်တဲ့မေးခွန်းကအရင်နဲ့နေတယ်ဆိုရင်တော့ तू ကအတွင်းနဲ့ထိနှိုက်ပြီးတော့ ခင်ဗျားတို့တေချာ research လုပ်ပြီးမှဖြေပေးမယ်အဲ့လိုမျိုးအထိ capable ဖြစ်လာပြီအဲနောက်ထပ်တစ်ခုအနေနဲ့ဆိုရင် Gemini ကျွန်တော်တို့အခုလက်ရှိပြောမယ်ဆိုရင် Gemini ကိုနည်းနည်းလေးပို့သုံးပြတယ်ပေါ့နော်သူက Google ကထုတ်တဲ့ AI ဆိုတော့ပို့ပြီးတော့နည်းနည်းပို့ပြီး update ဖြစ်တယ်လို့ခံစားရ update ဖြစ်တယ်ဆိုတာလေအာ news တွေပါလေးမှာဆိုလို့ရှိရင်ပေါ့နော်စထွက်တုန်းကသူက ChatGPT လောက်မကောင်းဘူးဒါပေမဲ့ Google ရဲ့ AI ပေါ် improvement လုပ်တာကြီးရရန်ကုန်ကျန်းတယ် အခုဆိုရင်မြန်မာလိုပြောတဲ့နေရာမှာ ChatGPT တဲ့အများကြီးပိုကောင်းနေပြီပြောကွာအကြောင်းအရာတစ်ခုခုကိုမေးလိုက်ပြီဆိုရင်ဒီအကြောင်းအရာတွေကိုဘယ် website ကနေပြီးတော့ယူထားပါတယ်ဆိုပြီးတော့ပြပေးတဲ့ဒီ reference source တွေထည့်ရတဲ့ project တွေမှာတော်တော်လေးအထောက်အကူဖြစ်တယ် facts တွေမှန်မှန်မှန်ဆိုတာလေကိုယ့်ဘာသာကိုပြန်လိုက်ဆက်ရတာလွယ်သွားတယ်အရင်ကဆိုလို့ရှိရင် ChatGPT က reference website မင်းရင်ပြောက်တောက်တွေရှောက်ပြောတာအခုလည်းတိတ်မကောင်းနေဘူးဒါမဲ့ ChatGPT ရဲ့အားသာချက်ကအကြောင်းအရာတစ်ခုခုကိုမေးလိုက်တဲ့အခါမှာသူကလူတဲ့အချက်တွေကိုအဓိကထားပြီးတော့ပြောပေးတယ် ဂျမနင်းကကြတော့ပို့ပြီးတော့ deep dive သွားတယ် deep seek လည်းသူ့ဟာနဲ့သူတို့ကောင်းပါတယ်ဒါပေမဲ့ update တော့ရမ်းမဖြစ်ဘူးစားထွက်တုန်းကမြန်မာလူကြီးရဲ့နေရာမှာ deep seek ကဂျန်နဲ့နှစ်ကောင်ထပ်ပို့ကောင်းမိမယ်လို့အခုလက်ရှိမှာတော့ဂျမနင်းကအကောင်းဆုံးပဲတခြားကောင်တွေမှာလည်းသူ့ဟာနဲ့သူအားတကြတဲ့ရှိတာပေါ့ဒါပေမဲ့အခု focus က learning လုပ်တဲ့နေရာဆိုတော့ မြန်မာလိုလဲကောင်းကောင်းတုံးလို့ရတဲ့ဂျမနိုင်ကိုတော့ကျွန်တော်ကနည်းနည်းပို့ပြီးတော့ recommend ပေးခြင်းတယ်။ဒါ AI feature တွေကတော့ကျွန်တော်ပြောသလိုပဲအကုန်ဒူဒူပဲเนาะခင်ဗျာမေးခွန်းမေးလိုက်ရင်ဘယ် AI နေနေအဖြေပြန်ပေးနိုင်တာပဲ။ဒီတော့ဒီ AI နေမှာ learning လုပ်မဲ့သူတွေအတွက်တကယ်အထောက်အကူဖြစ်တာဘာရှိမလဲဆိုတော့ဒီ AI နေကလုပ်ပေးနိုင်တဲ့ deep research ပဲ။ဒီ feature က ChatGPT မှာလည်းပါတယ် DeepSeek မှာလည်းပါတယ်ဒါပေမဲ့ထုံးစံနိုင်မယ် Gemini ရဲ့ deep research ကတော်တော်လေးကိုပိုကောင်းတယ်။ deep research ဆိုတာက တကောက်နာမည်တွေအတိုင်းပဲသူက topic တစ်ခုခုကိုတေချာ research လုပ်ပြီးတော့ပြောပြပေးတာဥပမာခမ ्या က topic တစ်ခုခုလေးလာတော့မယ်ဆိုပါတော့အဲ့ topic ကသိမလားဖုန်းတစ်လုံးကိုဘယ်လိုထုတ်တာလဲဆိုပြီးတော့သဘောထားလိုက်ပုံမှန်ဆိုရင်ကျွန်တော်တို့ဖုန်းတစ်လုံးဘယ်လိုထုတ်မလဲဆိုတာကိုသိရအောင်လို့စာတွေလိုက်ဖတ်မယ်ဒါ YouTube video တွေလိုက်ကြည့်မယ်အဲ့လိုမျိုးလိုက်ကြည့်ပြီးသိလာတဲ့အကြောင်းအရာတွေကိုကိုရီးယားချရေးထားမယ်လိုက်မှတ်ထားမယ်ပေါ့အဲ့လိုမျိုး deep research နဲ့ဆိုရင်အဲ့လိုမျိုးကိုလူကိုယ်တိုင်လိုက်ပြီးတော့ကြည့်ရမယ့်အချိန်ရှာရမယ့်အချိန်တော်တော်လေးနှဲသွားတယ်။ Gemini မှာ deep research ဆိုတာလေးကိုတစ်ချက်နှိပ်ပေးထားလိုက် ပင်ကိုသိချင်တဲ့အကြောင်းအရာကိုမေးလိုက်ရင်ဒီကောင်က website တွေအများကြီးကိုအရင်ကြိုပြီးတော့လိုက်ကြည့်တယ်။ပင်ကိုမေးတဲ့အကြောင်းအရာနဲ့ပတ်သက်တာကိုအသေးစိတ်ပြန်ပြေးပြီးတယ်။ Gemini ရဲ့ deep research ကအချက်အလက်တွေကိုဘယ် website တွေကနေယူထားလဲဆိုတာကိုပါပြပေးနိုင်တာမို့လို့ reference source တွေလိုအပ်တဲ့ assignment တွေ research paper တွေအဲ့ဒါတွေအတွက်အသုံးဝင်တယ်။ deep research ကိုသုံးတဲ့အခါမှာသူကကိုသိချင်တဲ့အကြောင်းအရာကိုဘယ်လိုပုံစံမျိုးနဲ့သိချင်တာလဲဆိုတာကိုတော့တေချာပြောပြပြီးဖို့တော့လိုလိမ့်မယ်။ဥပမာအားဖြင့်ဒုတိယကွာစီအကြောင်းပြောပြပါဆိုပြီးမေးတာမျိုးထက် ဒုတိယကမ္ဘာစစ်ဖြစ်ရတဲ့အကြောင်းရင်းနဲ့စစ်ပွဲရဲ့အကျိုးသက်ရောက်မှုအကြောင်းကိုအသေးစိတ်ရှင်းပြပေးပါအဲအဲ့လိုမျိုးပြောလိုက်ပြီဆိုရင်ဂျမနိုင်ဘက်ကပြန်ပေးတဲ့အဖြေကပို့ပြီးတော့ပြည့်စုံမယ်ပို့ပြီးတော့တည်ကြမယ် AI နဲ့သုံးတော့မယ်ဆိုရင်ဒီကောင်တွေကိုမေကုံကောင်းကောင်းမေးတဲ့ဖို့ကအရေးကြီးတာပေါ့ deep research က topic တစ်ခု မေးပြီးရင် result ပြန်ရဖို့အတွက်နည်းနည်းလေးတော့အချိန်ဆောင်ရတယ် research လုပ်တာပေးပြီးသွားပြီဆိုလို့ရှိရင်တော့သူပေးလာတဲ့အဖြေတွေကိုကြည့်ရတာလွယ်အောင်လို့အပေါ်ထောင်နားမှာ export to doc ဆိုတဲ့ option ကိုရွေးလိုက် ဲ့ဒါဆိုရင် Google Docs အနေနဲ့ထုတ်လိုက်လို့ရတယ်ပြီးတော့မှခင်ဗျားဒီစာတွေကိုလိုက်ဖက်ပြီးတော့လေ့လာပေါ့ခင်ဗျားရဲ့ခေါင်းထဲကိုစာတွေထည့်ပေးဖို့အတွက်ကတော့ AI ကလုံမပေးနိုင်သေးဘူးရယ်လောလောဆယ်တော့အဲ့ဒါကိုယ်တိုင်လုပ်ရမှာနော်ခေါင်းထဲကိုမှတ်စရာမလိုဘဲနဲ့တခါတည်းခေါင်းထဲရောက်ဖို့အတွက်ကကြတော့ကိုကြီး Elon ရဲ့ Neuralink ပညာရလာပြီဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်အခုတော့မဖြစ်နိုင်ဘူး okay ဒါလူတော်များများတည်ပြီးသားလဲဖြစ်နေပြီးသားဖြစ်တဲ့ lash language model ဒီအကြောင်းပေါ့နော်ဒါပေမဲ့အဲ့ဒီမှာမှနည်းနည်းထူးဆန်းတဲ့တူစေကျွန်တော်တို့လူသုံးသိပ်မများသေးတဲ့ကျွန်တော်တို့အရန်အသုံးဝင်တဲ့တူစေတစ်ခုကိုပြောပြခြင်းနော်အပေါ်အောင်နေက deep research ကတော်တော် ကောင်းမိမယ်လို့ deep research ဆိုတာ export လုပ်ပြီးတဲ့စာ English လိုပဲရတယ်စိတ်မပုံနဲ့နော်မြန်မာလိုရောကောင်းကောင်းရတဲ့ AI tool တစ်ခုနဲ့မိတ်ဆက်ပေးမယ်အဲ့ဒီကောင်ကို notebook LLM လို့ခေါ်တယ်ထုံးစံတိုင်းပဲ Google ကပဲလုပ်တာနော်ပြောလို့ပြောတာမဟုတ်ဘူး Google ရဲ့ AI နေကတကယ်ကိုကောင်းလာတာ အခုဒီ notebook lm ဆိုလို့ရှိရင်လည်းเนาะအဲ content writer တွေပဲဖြစ်ဖြစ် assignment တွေအများကြီးလုပ်ရတဲ့အကြောင်းသားတွေအတွက်ပဲဖြစ်ဖြစ်အများကြီးအဆင်ပြေတယ်။ notebook lm ကိုသုံးဖို့အတွက်မြန်မာနိုင်ငံမှာ VPN တော့လိုတယ်။တချို့ VPN တွေဆိုရင်အဆင်မပြေတာမျိုးရှိရယ်။ဖြစ်နိုင်ရင်အာ US VPN တခုရှိထားရင်တော့ရဖို့ပိုသေးကြတယ်။ဖုန်းနဲ့သုံးမယ်ဆိုရင်တော့ဒီကောင် VPN မလိုဘူး။ဆိုတော့ဘယ်လိုသုံးရမလဲပေါ့နော်။ခင်ဗျားကဖုန်းမှာသုံးနေတယ်ဆိုရင် Play Store ဒါမှမဟုတ် App Store မှာ download ဆွဲလိုက် laptop နဲ့ဆိုလို့ရှိရင်တော့ web version သုံးရင်ဆင်ပြေတယ်။ အရင်ဆုံး notebook lm ရဲ့ basics တွေကိုကျွန်တော်အရင်ရှင်းပြမယ်ပထမဦးဆုံး notebook lm နဲ့ကိုဝင်လိုက်တာ ਨੇ ထိတ်ဆုံးမှာ source တွေ chat တွေ studio တွေဆိုပြီးတော့ option တွေရှိတယ်အောက်မှာ chat box တခုရှိတယ်ကျွန်တော်သုံးနေကြ lash language model တွေနဲ့အတူတူပဲအဲ့ဒီ chat box ကဒါပေမဲ့ခင်ဗျားဘာမှမေးလို့ရမှာမဟုတ်ဘူးအလဲမှာ source ထည့်ခိုင်းတဲ့စာတစ်ကြောင်းပုံနေလိမ့်မယ်ဒါက notebook lm ကတခြားသော model တွေနဲ့ကွာတဲ့အချက်ပဲ သူကခမားတိကျင်တဲ့အကြောင်းအရာကိုခမားကိုယ်တိုင်ရှာပြီးတော့ထည့်ပေးမှဒီကောင်ကိုစမေးလို့ရတာဥပမာအပြင်ခမား black hole စေအကြောင်းတိကျင်နေဆိုရင်အရင်ဆုံး YouTube တို့ Google တို့မှာ black hole နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဆောင်းပါးတွေအဲ့ဒါတွေကိုအကြမ်းမြင့်တော့ like ဖက် like ရှာပြီးတော့မှခမားကြိုက်တဲ့ကောင်တွေကိုနော် link တွေကို copy ကူးပြီးတော့ notebook lm က source တွေထည့်လိုက်အဲ့ source တွေမှာသူကအများဆုံး source အခု90အထိထည့်လို့ရတယ်ဆိုစစ်ထည့်ပြီးသွားပြီဆိုရင်အလဲရ chat section မှာစမေးလို့ရပြီဆိုတော့ ကိုကဆော့စ်စီဘယ်လိုထည့်ရမလဲမသိဘူးဘာညာဖြစ်နေလဲဆိုလို့ရှိရင်တော့တခြားသောသူတွေရဲ့ feature လောက်ထားတဲ့ notebook တွေကိုကြည့်လို့ရတယ်အဲ့ဒီမှာသူတို့ကဘယ်ဆော့စ်စီကိုထည့်ထားပြီးတော့ဘယ်မေးခွန်းတွေကိုမေးလဲဘာညာအဲသူစီကနေစုတုပြုလုပ်လို့ရတယ်နော်ခင်ဗျာဘာဘယ်ကနေဘယ်လိုစအမှန်မသိရင်အဲ့ဒီမှာကြည့်လို့ရဒါက notebook အလမ်းရဲ့ feature အစ်စ်ပေါ့နော်ဆိုတော့ဒီမှာတခြားသော AI တွေနဲ့မတူတာကသူကတခြား AI တွေမှာတခါတလေသူကမသိရင်မသိဘူးမပြောဘဲနဲ့သူကရောချတဲ့ကိစ္စအနေနဲ့ဆိုးတယ်ပေါ့နော် နိုဘုတ်အလမ်မာကခမားထည့်ထားတဲ့ source တွေတဲက information တွေကိုပဲသူက analyze လုပ်ပြီးတော့အဖြေပြန်ပေးတာဆိုတော့ဒီကောင်မှားလားမမှားဘူးလားဆိုတာခမားပေါ်မှာပဲမူတည်တယ်ခမားထည့်ထားတဲ့ source တွေကကောင်းနေဆိုရင် notebook အလမ်ကပြန်ဖြေပေးတဲ့အဖြေကလည်းကောင်းမယ်ခမားထည့်ထားတဲ့ source တွေကကြောက်တော့တယ်ဆိုလို့ရှိရင်သူပြန်ဖြေတဲ့အဖြေတွေကလည်းဗောက်တော့တွေဖြစ်နေလိမ့်မယ်။ခင်ဗျားရဲ့ဆုစင်းမှာ black hole စကြောင်းတွေထည့်ထားပြီးတော့ kingmon ဖုန်ကြီးပြောပြပါဆိုလို့ရှိရင်တော့မင်းငေါ့ကိုထည့်ပေးထားတဲ့ဆုစင်းမှာ kingmon ဖုန်ကြီးမပေါဘူးဆိုပြီးပြန်ပြောလိမ့်မယ်။ အဲ့ဒီချက်ကအရန်ကောင်းတယ်။သူကဆော့ဆဲမှာရှိရင်ရှိတယ်မရှိရင်မရှိဘူးလို့ပြောတာမဟုတ်လို့ information အမှားတွေမရတော့ဘူး။ပြီးတော့ဒီကောင်ပြန်ဖြေလာတဲ့ဖြေတွေကိုခမည်းထည့်ထားတဲ့ဘဲဆော့ဆဲကနေပြီးတော့ယူထားတာပါဆိုပြီးတော့သူကတခါလေးပြပေးတယ် reference ပေါ့။ source ကိုခမည်းကိုယ်တိုင်မရှာရှင်မှုဆိုလို့ရှိရင်လည်း discover ဆိုတဲ့ option ကိုနှိပ်လိုက်ပြီးတော့သိချင်တဲ့အကြောင်းအရာကိုမြန်မာလိုဖြစ်ဖြစ်ဘိုလိုဖြစ်ဖြစ်ရေးပြီးတော့ရှာလို့ရတယ်။ဒီလိုလောက်တာဘဲကောင်တွေမှာသွားကောင်းလဲဆိုတော့ assignment တွေလုပ်တဲ့အခါကျရင် information တွေ share ဖက်ရတဲ့အပိုင်းတော့နော်ဗီဒီယိုတွေ like share ကြည့်ရတဲ့အပိုင်းတော့အဲ့ဒီဘိုင်းတွေမှာ ချိန်ကုန်အများကြီးတက်တာသွားစီ။ဒါကျွန်တော်ကတော့ဒီကောင်းကိုဘယ်နေရာတွေမှာသုံးလဲဆိုတော့ဥပမာကိုယ့်ရဲ့ lecture notes တွေ lecture slides တွေကိုယ့်ရဲ့ textbook တွေအဲ့ဒါတွေထည့်လိုက်တယ်။ source essay မှာပေါ့နော်။ထည့်လိုက်ပြီးတော့ကိုက okay မနေ့ဖန်စာမွေးဖြေရတော့မယ်ဆိုရင်အဲ့စာမွေးဖြေရတော့မယ်ဟာမှာပါမယ် topic တွေကိုကျွန်တော်မေးလိုက်တယ် okay ဒီ topic တွေဒီ topic တွေငါစာမွေးမှာပါမယ်။ဒီမှာငါရဲ့ဖတ်စာအုပ်ဒီမှာငါရဲ့ lecture slide အဲဒါနဲ့ပတ်သက်ပြီးတော့ငါ့ကိုရှင်းပြငါဘာတွေလေ့လာသင့်တယ်ငါဘာတွေသိသင့်တယ် အဲဒီမှာငါဒီလိုနားလည်ထားတယ်အဲ့ဒါတွေကမှန်လားမမှန်ဘူးလားအဲအဲ့ဒါတွေကိုသူနဲ့မေးဖြေပြီးလုပ်လို့ရတယ်အဲ့ဒါကတော်တော်လေးကိုကောင်းတဲ့စာလုပ်လို့ရှိရင်ရန်သုံးလို့ကောင်းတဲ့တူးစကူပဲအဲ့လောက်ထိကအရင်မထူးကြသေးဘူးနော်ဒါကကျွန်တော်စာမွေးဖြေခင်းညမှာလုပ်တဲ့ကိစ္စဒါပေမဲ့ပုံမှန်အဖြစ်လုပ်နေကြကိစ္စကကျွန်တော်နားမလည်တဲ့ကိစ္စတစ်ခုရှိတယ်ဆိုရင်ကျွန်တော်ကစာဖတ်တာရန်ပြင်းတယ်ဗျာတင်မကျွန်တော်ကျွန်တော်ကကျွန်တော်မှာပါရှိလဲဆိုတော့သူကဗီဒီယိုကြည့်တာတော့ podcast နားထောင်တာလို့အဲ့လိုမျိုးကျွန်တော်ပို့ပြီးတော့အားတာအဲ့ဒီမှာ notebook alarm မှာအရန်ကိုကောင်းတဲ့ feature တစ်ခုရှိတယ်။အဲ့ဒီ feature ကအပေါ်ဘက်ကဒီ studio ဆိုတဲ့ထဲမှာရှိတယ်။ဒီ session တွေကိုဝင်လိုက်ရင်ထိတ်ဆုံးမှာ deep dive conversation ဆိုတာရှိတယ်။အဲ့ဒီကောင်တော်တော်မိုက်တာ။ခင်ဗျားထည့်ထားတဲ့ source တွေကအကြောင်းအရာကို तू ကလူနှစ်ယောက်ကအပြန်အလှန်ပြောနေတဲ့ podcast ပုံစံမျိုးနေနဲ့နားထောင်လို့ရတယ်။ customize ဆိုတာကိုနှိပ်ပြီးတော့ခင်ဗျားတော်တော်လေးလိုချင်လားပုံမှန်လိုချင်လားအရှိအီးလိုချင်လားအဲ့ဒါတွေရွေးလို့ရတယ်။ ပြီးတော့အောက်မှာဘယ်အပိုင်းကိုပို့ပြောပေးပါဘယ်အပိုင်းကိုအကျဲ့ချဲ့ပြောပေးပါဘာညာဆိုပြီးတော့လေးလို့ရတယ်ပြီးရင် generate ဆိုတာကိုနှိပ်လိုက်ခဏစောင့်လိုက်ရင်တော်တော်လေးကို convincing ဖြစ်တဲ့လေသံနဲ့ podcast တစ်ခုနားထောင်လို့ရနားထောင်လို့ရတာတခုလေးလည်းမဟုတ်ပုံမိုက်တဲ့တစ်ချက်ရှိသေးတယ်သူတို့နှစ်ယောက်ပြောနေတာကိုခင်ဗျား interactive mode နဲ့ခင်ဗျားကိုယ်တိုင်ဝင်ပြီးတော့ real time စကားပြောမိကုန်းနေမေးလို့ရတယ်ဆိုတော့ podcast ကနှစ်ယောက်ထဲလို့တာမဟုတ်ဘူးနဲ့သုံးယောက်လို့တာဖြစ်သွားတာပေါ့သူတို့ပြောနေရင်အာထားပါတော့ quantum computing အကြောင်းပြောနေတယ်ဗောနော်အာ quantum computing အကြောင်းနေပြောနေရင်လည်းအာကိုကစကောက်မင်းကဝင်ဖြတ်ပေးလိုက်တယ်ဟာနေုံအဲ့ဆိုရင် qubit တွေကဘလို့လို့လောက်တာလဲငါ့ကိုတစ်ချက်လောက်နားမလည်လို့တစ်ချက်ပြန်ရှင်းပြပေးပါလားဆိုရင် तू ကပြန်ရှင်းပြပေးလေအော်ဟုတ်ပြီငါတို့ကတော့ဒီလိုဒီလိုပြောပြသွားတာအဲ तू ကဒီလိုဒီလိုလို့လောက်တာသူ့မှာဒီ property တွေရှိတယ်ဒါတွေရှိတယ်တခြားဟာတွေနေဘာတွေကွာတယ်ပြောပြပေးတယ်ကိုမေးတာကိုဖြေပြီးသွားပြီဆိုရင်တို့နှစ်ယောက်ကရင်နှုံးကစကားပြောနေတဲ့အချိန်မှာစကားဆက်ပြောအဆုံးမမိုက်တဲ့အတိုင်းကြီးရသိလားပြီးတော့ ပုံမိုက်တာဒီ podcast ကိုမြန်မာလိုနားထောင်ခြင်းပဲရတယ်ဗျတိလားဆက်တင်ထဲမှာ upload language ချိန်မှာမြန်မာဆိုတာကိုရွေးပြီးတော့ generate လုပ်လိုက်မြန်မာလိုနားထောင်လို့ရပြီ notebook lm ရဲ့မြန်မာစကားသံကတော့ perfect တော့မဟုတ်ဘူးဒါပေမဲ့တော်တော်ကြီးကောင်းတယ်ခုဒီမှာ check ပြထားတာကိုခင်ဗျားတို့ဘာသာနားထောင်ကြည့်လိုက်မိလဘဒီနေ့ကျွန်တော်တို့ဒုတိယကဘာစစ်ကြီးပြီးသွားတဲ့နောက်ဆက်တွဲအယူတယောက်မှုတွေအကြောင်းဆွေးနွေးကြမှာပါ ဟုတ်ကဲ့လားစစ်ကြီးပြီးတော့တာကကဘာသမိုင်းမှာတကယ်ကိုအပြောင်းလဲကြီးတစ်ခုဖြစ်စီရတာလေအဲ့ဒီတော့ကျွန်တော်တို့လက်ထဲမှာရှိတဲ့အချက်လက်တွေကိုကြည့်ပြီးအဲ့ဒီရှုပ်ထွေးတဲ့အယိုးဆက်တွေကိုနည်း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 ကြည့်ကြရအောင်ဘယ်ကစကြမလဲပြီးရင်ဒီကောက်မှာလေးလာရတာလွယ်အောင်လို့သူ့မှာ steady guide ထုတ်ခိုင်းတာရောနော် information တွေကိုအတူချုံးလုပ်ပြီးတော့အာထုတ်ခိုင်းတာရော mind map လုတ်ခိုင်းတာရောအဲ့ဒါတွေလည်းပါတယ်ဆိုစာလေးလာမဲ့ student တွေအတွက်ကဒီ feature တွေကအရန်ကိုအသုံးဝင်တယ်အရင်လိုမျိုး website တစ်ခု ဲ့ဒီပုံမှာဗီဒီယိုတစ်ခုကြည့်ဟိုအမှသွားကြည့်ဒီမှာသွားကြည့်အာအဲ့ဒီအဲ့ဒီလောက်ရတဲ့ကိစ္စတွေအများကြီးကိုတက်တာသွားစေတယ်ခဏလေခဏလေဗီဒီယိုမဆက်ခင်ကျွန်တော်ကြားပြက်လေးဝင်ပြောလို့ရရှိရေပေါ့နော်အေးအိုင်နေပေရသူအချိန်နည်းနည်းလေးပေးလိုက်တာနဲ့တိုးတက်မှုကအများကြီးကိုပြစ်တာပြစ်လားနည်းနည်းလေးတရက်လောက်အိပ်ပေါ်သွားလိုက်ရင်ကိုနောက်နေ့မှခင်ဗျာကျင့်တော့ကြနေသူကျွန်တော်ဒီဗီဒီယိုကို edit နေတဲ့အချိန်မှာနေပေါ့နော် notebook lm မှာ tone ချက်နဲ့ feature တခုကထပ်ပေါ်လာပြန်တယ် အဲ့ဒါ view overview ဆိုရဲကောင်အဲ့ဒီကောင်က whole another level ပဲကျွန်တော်ရှေ့မှာတော့ကပြောခဲ့တဲ့ဒီ deep dive conversation ဆိုတာမျိုးတွေပေါ့နော်အဲ့ဒါတွေကကိုထည့်ထားတဲ့ source တွေကနေပြီးတော့ podcast လိုမျိုးအပြန်အလှန်ပြောနေသလိုမျိုးပဲနားထောင်လို့ရတာအခုကဒီ video overview ဆိုရဲကောင်ကခဏထည့်ထားတဲ့ source တွေကနေပြီးတော့ podcast ထုတ်တာတွေမဟုတ်ဘဲねကျွန်တော်တို့ YouTube မှာကြည့်သလိုမျိုး video အတိုလေးတွေပါထုတ်လို့ရတယ်တော်တော်လေးကောင်းတယ်သူ source တွေကအချက်လက်တွေကိုပဲတခြားဆွဲထုတ်ပြီးတော့ ဗီဒီယိုအတူလုပ်ပေးလိုက်တာပြောရမယ်ဆိုရင်ဒီကောင်ကဂျူနီယာဗီဒီယိုအက်ဒီတာတယောက်အချိန်ပေးပြီးတော့လုပ်ရမယ့်ဗီဒီယိုပုံစံမျိုးကိုခဏလေးအတွင်းမှာဒီကောင်ထုတ်ပေးနိုင်တယ်။ကဲဒီတော့စစ်ကြည့်ပြီးသွားတဲ့နော်မှာဒီနေ့ကဘာကြီးကိုပုံဖော်ခဲ့တဲ့အဓိကကြရက်ကြီး၄ခုအကြောင်းကိုတစ်ချက်ကြည့်လိုက်ကြရအောင်။ပထမဆုံးကတော့ပြားပုံပွားကနေပြန်ထခဲ့ရတဲ့ကဘာကြီးအကြောင်းပြီးတော့တန်ကလန့်ကကြီးကြားရောက်လာပုံနောက်တစ်ခုကတော့ Empire ကြီးတွေပြိုလဲပြီးနိုင်ငံသစ်တွေခြုံကားလာတာ။ အာနောက်ဆုံးတစ်ခုကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နေ့စဉ်ဘဝတိုင်းအထီရောက်လာခဲ့တဲ့မမျှော်လင့်ထားတဲ့အမွေနဲ့တည်ကြောင်းပေါ့ကဲတစ်ခုချင်းစီကြီးသွားကြပါဘို့ဒီနီးလန်းငါတော့စာအုပ်ကြီးထိုင်ဖက်နေရတာထက်အများကြီးပိုမှတ်ရလွယ်တယ်နားလည်ရလွယ်တယ်ပြီးတော့ information တွေရုပ်ပုံတွေစာသားတွေအဲ့ဒါတွဲမြင်ရတဲ့အခါကျတော့အုံနောက်ကပို့ပြီးတော့မြန်မြန်ဆန်ဆန် process လုပ်နိုင်တယ်ဒီလိုမျိုး video ပုံစံနဲ့ကြည့်ရတာအရင်လိုမျိုးဒီစာဖတ်နေရင်နဲ့ podcast နားထောင်နေရင်နဲ့ပြင်းလာတာမျိုးအိတ်ချင်တာမျိုးအဲ့လိုမျိုးလည်း short ချနိုင်တယ်အနည်းဆုံးတော့ကျွန်တော်တို့အတွက်ပေါ့ လက်ရှိကတော့ဒီ feature ကသူက test space graphics နဲ့ပဲရှင်းပြတာနောက်ပိုင်းမှာသူကဓာတ်ပုံတွေ video တွေနဲ့မှတွဲပြီးတော့ထုတ်လာပေးနိုင်မယ်ဆိုရင်တော့ငါစဉ်းစားကြည့်လိုက်တော့နော်ညီတို့ဘာလို့ကျွန်တော်တို့လည်းထမင်းနဲ့အနောက်အလုံးစုံခံလာတင်းတင်းနဲ့နဲ့ပေါ့ဟောနီပြောဖို့ကြံနေတာရှိတယ် Gemini ပေါ့နော် Gemini ဘက်ကိုပြန်လှည့်မယ် notebook လည်းမဟုတ်တော့ Gemini မှာနောက်ထပ်အသုံးဝင်တဲ့ feature နောက်ထပ်အကျဉ်းတစ်ခုရှိသေးတယ် Gemini Jam လို့ခေါ်တယ်ဒီကောင်က specialized version လို့ပြောလို့ရတယ်ပေါ့နော် ဂျန်နရယ်ဂျမနိုင်းနဲ့မတူတာကဒီဂျမနိုင်းဂျမ်စီကိုဘယ်အပိုင်းကိုအားဆိုင်စေခြင်းလဲတခုပြောလိုက်ရင်ဘလို့နီးလန်းနေနဲ့ပြန်ပြီးတော့ဖြည့်စေခြင်းလဲခမရဲ့ background တွေခမရဲ့ story တွေခမရဲ့ context တွေအဲ့ဒါတွေကိုထည့်ထားပြီးတော့စိတ်ကြိုက် customize လုပ်လို့ရတယ်ဂျမ်စီကိုဘလို့ပြောရမလဲဆိုတာကိုပြမယ်ပထမဦးဆုံး explore jam နဲ့ဝင်လိုက်အထဲမှာ Google ရဲ့အမ်သူကတိုင်းသူတို့ဖန်တီးပေးထားတဲ့ pre-made jam တွေရှိတယ်ခင်ဗျာစမ်းသုံးကြည့်ပါနော်ကိုယ့်ဟာသူကိုစိတ်ကြိုက် customize လုပ်ချင်တယ်ဆိုရင်လည်း new jam ဆိုတာကိုနှိပ်လိုက်အဲ့ဒီမှာ input section ဆိုတာကြီးတွေ့ရလိမ့်မယ် နိုင်မှာတော့ကိုကြိုက်တာပေးပေါ့အောက်ကဒီ instruction ဆိုတဲ့အထဲမှာကျတော့ဒီ jam ကိုဘယ်လိုမျိုးဖြစ်စေချင်လဲသူနဲ့စကားပြောရင်ဘယ်လိုတုံးမျိုးနဲ့ပြောစေချင်လဲဘယ်လိုမျိုး response မျိုးလုပ်စေချင်လဲဘယ်လိုမျိုးတွေးခေါ်စေချင်လဲပေါ့နော်သူ့ကိုဘယ်လိုမျိုးစဉ်းစားစေချင်လဲအဲ့ဒါတွေကိုခင်ဗျာရွေးပေးလို့ရတယ်ဒီဘက်မှာခင်ဗျာကိုဘာလှုပ်ချင်တာလဲကိုကဘာခိုင်းချင်တာလဲဆိုတော့တို့တရားရေးတတ်ဖို့လိုတာပေါ့ခင်ဗျာဘယ်လိုရေးရမလဲမသိရင်လဲစိတ်မပူနဲ့နီးလန့်နေရှိတယ်နော် Google ကနေထုတ်တာဖြစ်တဲ့အတွက်တခြားသော Google app တွေနဲ့ချိတ်လို့ရတယ် ဥပမာအပြင်ဒီကောင်ကို Gmail reply ပြန်မှုသုံးကျင်တယ်ဆိုပါတော့ instruction မှာဘယ်လိုမျိုးသုံးကျင်တာလဲဆိုတာကိုအကြံဉာဏ်လေးရေးလိုက်မယ်ပြီးရင်အောက်မှာခဲတဲ့ပုံစံလေးကိုနှိမ့်လိုက်ရင် Gemini ကကိုရေးထားတဲ့ instruction မူကြမ်းကိုပိုကောင်းအောင်လို့ပြင်ပေးလိုက်မယ် preview ဆိုတဲ့ session မှာတစ်ချက်စမ်းသုံးကြည့်လို့ရတယ် check my gmail for today ဆိုလို့ရှိရင်ဒီနေ့ဝင်တဲ့ mails တွေကိုစစ်ပေးလိုက်မယ် reply ပြန်မှုကိုလည်းကိုအစားရေးခိုင်းလို့ရတယ်ဗျာကျောင်းသားတွေအတွက်ဆိုလို့ရှိရင်လည်း personalized teacher သဘောမျိုး guide သဘောမျိုးအဲအဲ့လိုမျိုးလည်းလုပ်ခိုင်းလို့ရတယ် instruction မှာ ကိုစာဘလို့တင်ပေးစီခြင်းလဲဆိုတာမျိုးကိုကဘာမျိုးနဲ့ရှင်းပြရင်နားလဲတယ်ဆိုတာမျိုးအဲအဲ့ဒါမျိုးကိုသူကြိုပြောထားတာမျိုးပေါ့ဒီအောက်က knowledge တွေအแทမှာလဲကိုရဲ့ကျောင်းစာအုပ်တွေထည့်ထားတာမျိုးပဲဖြစ်ဖြစ်เนาะအဥပမာအဖြစ်ရမယ်ဆိုလို့ရှိရင် subject focus tutor သဘောမျိုးလဲလောက်ခိုင်းလို့ရတယ်တည်ရမလား jam တစ်ခုကသင်ချာစရာ jam တစ်ခုကအင်္ဂလိပ်စာစရာ jam တစ်ခုကမြန်မာစာစရာအဲအဲ့ဒါမျိုးလောက်ခိုင်းလို့ရတယ်ကျောင်းစာအုပ်မှာမဟုတ်ဘူး ကိုသိကျင်တဲ့ဘာနေနေเนาะအထဲမှာအများဆုံး10ခုထိစိုးစီကိုထည့်ထားလို့ရတယ်ဒီတိုင်းသင်ရမှာပြင်းနေဆိုလို့ရှိရင် instruction မှာကိုကြိုက်တဲ့ celebrity တွေရောက်နေမယ်ရေးထားလို့ရတယ်ဥပမာမင်းနဲ့မင်းက John Wick မင်းငါ့ကိုစာတင်ပေးရမှာပါညာအဲလိုခိုင်းလို့ရတယ်ဒီ feature ကတော်တော်လေးအသုံးဝင်တယ်ခင်ဗျစိတ်ကူးကောင်းရင်ကောင်းသလောက် instruction ကိုတခြားခိုင်းပြီးတော့ကိုပိုင် AI အနေနဲ့သုံးလို့ရတယ်โอเคဒါလို့ဆိုရင်တော့ခင်ဗျ AI ကိုစာတင်တဲ့နေရာတခုခုကိုကိုမသိသေးတဲ့နေရာတခုကို learn လုပ်တဲ့နေရာမှာကျွန်တော်တို့ဘလို့ guide လုပ်ပေးနိုင်လဲသူတို့ဘလို့ရှင်းပြပေးနိုင်လဲ အရင် AI မရှိခင်တုန်းကခစ်ထက်ဘာတွေပိုလွယ်သွားလဲဆိုတာတည်သွားတော့ပြီလို့ထင်ပါတယ်။ဒါမဲ့ဘယ်အရာမဆိုပေါ့နော်။အာတန်စေးလွန်ပေးပဲပေါ့နော် AI အားကိုးလွန်ပြီးတော့ကိုကိုယ်တိုင်ကဘာမှအားမထုတ်ဘူးဆိုရင်လည်းခင်ဗျားရဲ့ potential ကတော့ဘာမှတိုးတက်လာမှာမဟုတ်ဘူး။ AI ကိုကိုယ့်ရဲ့ learning buddy အနေနဲ့သဘောထားပြီးတော့သုံးမယ်ဆိုရင်တော့တော်တော်ထောက်ကူဖြစ်လိမ့်မယ်လို့ထင်တယ်။ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်လည်းကိုသားသမီးရစိတ်ချရတယ်ဆိုလို့ရှိရင်ဖုန်းပေးသုံးပြီးတော့သူတို့ဒီလို AI နေသုံးပြီးတော့ learning လုပ်ဖို့မိဘတွေကအားပေးတယ် AI တွေကခမားရဲ့ learning path မှာအကူအညီပဲပေးမှာတကယ်တမ်းတက်ဖို့ဆိုရင်ကြတော့ခမားကိုယ်တိုင်စူးစမ်းမှာပဲရမယ်ပေါ့နော်အဲ့ဒါကတော့တည်ထားဖို့လိုလိမ့်မယ် Okay ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခမားတို့မေးချင်တာတွေကိုလည်းထုံးစံနိုင်မယ်အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခုံမေးမြန်းသားလို့ရပါတယ် Okay နောက်နေ့မှာတွေ့တာပါ